ဇလန်အဆမှာတော့လေရင်ပိုင်လော့တယောက်ကဖြစ်စည်းဟောင်းအယောင်းဆိုင်မှာပုံတီးတဲ့မြောင်ရွက်ကိုလာရောက်ပါတယ်။အဲ့လူမှာကသွေးတွေလည်းပေးချန်နေပြီးထိုးဆန်းနေတာကြောင့်ဆိုင်ရှင်ကသူ့ဆိုင်မှာအယုတ်တွေမဝယ်ဘူး။ပြီးတော့အယုတ်ရဲ့ပုံတီးတဲ့လက်တစ်ဖက်ကအပေါ်ကိုမြောင်နေတာကြောင့်ပြက်နေပြီးထင်တယ်လို့ပြောပါတယ်။ပိုင်လော့ကတော့ဒုတ်တန်ကအောက်ကျသွားတဲ့အခါဆိုးရွားတဲ့ပြဿနာတွေဆလာနိုင်တယ်လို့ရှင်းပြနေတော့မှပဲမြောက်ရုပ်ရက်လက်ကအောက်ကျလာပြီးဘုံကိုစာတီးခဲ့ပါတယ်။ တကူကူဆိုးရွားတာဖြစ်လာတော့မယ်ဆိုတာသိနေတဲ့ပိုင်လော့ကပတ်ဝန်းကျင်ကိုတတိထားနေခဲ့ပါတယ်။ဘုံတီးတန်ရက်သွားတဲ့အခါမှာတော့ကြွတ်တကောင်ကစင်မော်ကနေဖျက်လျှောက်လာပြီးအယုတ်ရဲ့လက်နက်မှချီထားတဲ့ကျိုးကိုကိုက်ဖျက်ခဲ့တာကြောင့်အယုတ်ရဲ့ကျိုးကပြတ်သွားပြီးလေးတန်ကဆိုင်ရှင်ရဲ့ဘိုက်တက်တဲ့ကိုစိုက်ဝင်သွားပါတယ်။လေးတန်ကလေးတဲ့ကို ပြန်ဝင်သွားတဲ့အခါမှာတော့ဆိုင်ရှင်ရဲ့ဥအခွေလိုက်ဟာတွဲလောင်းညိပါသွားပါတော့တယ်။ ပိုင်လော်လည်းဘာဆက်လောက်ရမလဲတွေးနေတော့မီးမုတ်ဆက်တလုံးကိုသွားတွေးခဲ့ပါတယ်အဲဒါကြောင့်မြောက်ရုပ်ကိုမီးမြတ်ပစ်လိုက်ပြီးမြောက်ရုပ်ကလည်းကြောက်စရာအပြုံးကြီးနဲ့အတူတဖြည်းဖြည်းလာမြိုက်သွားပါတော့တယ်ပိုင်လော်မှာကအချင်းစရိုက်မတူတဲ့အမွာသားနှစ်ယောက်ရှိပါတယ်ဘီကတော့အခက်ဆိုးဆိုးကောင်းလေးဖြစ်ပြီးဟဲကတော့အနေအေးတဲ့ကောင်းလေးတစ်ယောက်ပါဟဲကဘီရဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအနိုင်ကျင့်ခံနေရတဲ့အတွက်ကြောင့်သူ့အကိုကိုအမြဲတက်ချင်လောက်အောင်မုန်တီးနေပါဗျ။ ဟဲနဲ့ဘီရိုရဲ့အဖေကအဟောင်းဆိုင်ကအဖြစ်ပြက်ပြီးမှပဲစလိတ်သွားဝယ်မယ်ပြောပြီးအမေနဲ့သူတို့ညီကိုနေရာကိုထားရစ်ကာထွက်သွားပါတယ်။တရက်မှာတော့သူတို့ညီကိုနေရာဟာအဖေရဲ့စတိုဂန်နဲ့ကိုဝင်းမွေကြရင် ပုံတလုံးကိုတွေ့သွားပါတယ်။ဒီလိုနဲ့ဖွင့်ကြည့်လိုက်တော့အင်ဂျီအနီရောင်နဲ့ဘုံတလုံးကိုကင်ထားတဲ့မြောက်ရုပ်တရုပ်ကိုတွေ့ခဲ့ကြပါတယ်။အဖုံးမှလည်းတိချင်းရင်တော့ကိုဖွင့်ကြည့်လိုက်လို့ရေးထားတာကြောင့်ဘီကမြောက်ရုပ်ကတော့ကိုသူဖွင့်ကြည့်လိုက်ရင်ပြတ်သွားနိုင်မလားလို့ဟဲကိုမေးပါတယ်။ ဟဲကတော့အဖေရဲ့ပစ္စည်းတွေကိုရှောင်မကိုင်းသင့်ဘူးလို့ပြောပေမဲ့ဘီကတော့နားမထောင်ပဲသူကအဖေရဲ့မျိုးဆက်ဖြစ်လို့ကင်လို့ရတယ်လို့ပြောပြီးတော့တန်ကိုလှည့်လိုက်ပါတယ်တော့ကိုလှည့်ပြီးတာနဲ့မြောက်ရဲ့ပါဇက်ကပွင့်လာပြီးကြောက်စရာအသွင်ပြင်းနဲ့ပြုံးပြနေပါတယ်ပြီးတော့မြောက်ရဲ့လက်တစ်ဖက်ကအပေါ်ကိုမြောက်တက်သွားပြီးဘုံတန်ကတပတ်လဲသွားပါတယ်ဘုံကိုမတီးပဲရက်သွားတာကြောင့်ဘီလည်းအယောက်ကပြတ်နေတယ်လို့ပဲထင်သွားပါတယ်နောက်ရက်မှာတော့အမေကပြင်သွားစရာရှိလို့သူတို့နှစ်ယောက်ကိုကလေးထင်းကလာခေါ်ပါတယ် ကားပေါ်ကိုတက်မဲကြံတော့နောက်ခန်းထဲမှာမြောက်ရုပ်ကရောက်နေတာကိုဟဲတယောက်တွေ့လိုက်ပါတယ်။ဟဲကတော့ဘီယူလာတယ်ပဲထင်ပြီးအမှုမဲ့အမှတ်မဲ့ထားလိုက်ပါတယ်။ဒီလိုနဲ့သူတို့ကိုကလေးထင်းကစားတော့ဆိုင်တဆိုင်ကိုခေါ်လာခဲ့ပါတယ်။စပုံမှုရဲ့ဓာတ်ကင်နဲ့ပြကွက်တွေကိုလည်းညီကိုနှစ်ယောက်လုံးစိတ်ဝင်စားနေကြပြီးကလေးချင်းနဲ့စပုံမှုကတော့အကြီးဆိုင်နေကြပါဗျ။အဲ့ဒီအချိန်ကားပေါ်မှာကြံခဲ့တဲ့မြောက်ရွက်ကဘုံကိုစတင်တီးနေခဲ့ပြီးဟဲကတော့ဘုံတန်ကိုတက်တက်လေးကြားနေရပါဗျ။ အဲ့ဒီအချိန်မှာပဲစဖိုးမှုကပြောက်ွက်ပြရင်ဓားချက်ကိုလွှဲလိုက်တဲ့အခါကလေးထင်းရဲ့လက်ပင်ကိုဖြတ်မိလိုက်ပါတယ်။ကလေးထင်းရဲ့ဇာပနာပွဲမှာညီကိုနှစ်ယောက်ကစိတ်မကောင်းဖြစ်နေခဲ့ကြတာကြောင့်အမေကလူဆိုတာတနေ့သေးရမှာပဲလို့ပြောပြပြီးသားနှစ်ယောက်ကို စိတ်ပြေအောင်အိမ်ကိုရောက်တာနဲ့အတူတူကခုံခဲ့ကြပါတယ်။တရက်မှာတော့ဟဲကစီနီယာចောင်းသူတွေရဲ့အနိုင်ကျင့်တာကိုခံခဲ့ရပါတယ်။ចောင်းသူတွေကဟဲအဖေဟဲတို့ကိုဆလိတ်သွားဝယ်မယ်ပြောပြီးထားခဲ့တဲ့အကြောင်းကိုပြောကာအနိုင်ကျင့်ခဲ့ကြတာပါ။ ဒီလိုနဲ့အင်ကိုပြန်လာပြီးအခန်းထဲကိုရောက်တော့မြားယုတ်ကြီးရှိနေလို့အမေများလာထားထားတာလားလို့လှမ်းမေးလိုက်ပါတယ်။အမေကလည်းသူမထားတဲ့အကြောင်းကိုပြန်ပြောခဲ့ပါတယ်။ညရောက်တော့ဟဲတယောက်အိမ်မပြောနိုင်မဲမြားယုတ်ကိုမတင်ကြတာနဲ့ကလေးထင်းရဲ့ခေါင်းကိုမင်းဖြတ်လိုက်တာမဟုတ်လားလို့တော်တော်လေးမေးကြည့်လိုက်ပါတယ်။အရာကိုဘီက တွေ့သွားပြီးမြားယုတ်ကိုအရန်ကြိုက်နေရင်သူ့ပေးမယ်။ဒါပေမဲ့အဲ့ဒီမြောင်နဲ့လက်ထပ်ချင်တယ်လို့ပြောခိုင်းပြီးအနိုင်ကျင့်ပါတော့တယ်။ နောက်နေ့တွေမှာလည်းဟဲတယောက်ចောင်းကမိန်းကလေးတွေရဲ့အနိုင်ကျင့်တာကိုခံခဲ့ရပြီးတကူလုံးမှာငပြောတိတွေနဲ့ပေးပွားလာပါတယ်။ဒီလိုနဲ့ဟဲကအင်ကိုပြန်ရရောက်ချင်းမှာပဲသူ့ကိုအနိုင်ကျင့်ခံရအောင်လုပ်တဲ့အကိုဖြစ်သူကိုလက်စားချေဖို့လုပ်ပါတော့တယ်။ဟဲကမြောက်ရုပ်ရှိမှာပြီးကိုတေးစီချင်တယ်လို့ပြောပြီးတော်ရန်ကိုလှည့်လိုက်ပါတယ်။တော်ရန်လက်အပြီးမှာမြောက်ရုပ်ကဘုံထတီးခဲ့ပေမဲ့ဘီကမသေးပဲသူတို့အမေကသွေးကြောတွေပောက်ထွက်ပြီးတေဆုံသွားခဲ့ပါတယ်။ ဟဲကတော့ဒီမြောက်စောက်ကြောင့်သူ့အမေတည်သွားရတယ်ဆိုပြီးမြောက်ရုပ်ကိုဓာတ်နဲ့ခုတ်ဖြတ်လိုက်ပါတယ်။ထူးဆန်းတာကမြောက်ရုပ်ထဲကနေသွေးတွေထွက်လာတာပါ။ဟဲလည်းဘာမှဆက်တွေးမနေတော့ပဲမြောက်ရုပ်ကိုအပိုင်းပိုင်းခုတ်ဖြတ်ပြီးအမိုက်အိတ်ထဲပြစ်ထုတ်လိုက်ပါတယ်။ဒီလိုနဲ့မိဘမဲဖြစ်သွားခဲ့ရတဲ့သူတို့ညီကိုနှစ်ယောက်ကိုဦးလေးဖြစ်သူကဆောင်းလျှောက်ပေးဖို့လာခေါ်သွားပါတယ်။ဦးလေးအိမ်ကိုရောက်တော့ဦးလေးမိမကသူတို့ကိုထတ်ခိုးมาပဲအိတ်ခိုင်းပါတယ်။အရင်ညမှာပဲမြောက်ရုပ်ကသူတို့စီကိုပြန်ရောက်လာခဲ့ပြီး ဟဲကသူ့ရုပ်ကိုအပိုင်းပိုင်းခုတ်ဖြတ်ပြီးပြဲထုတ်လိုက်ပြီးဖြစ်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ညီကိုနှစ်ယောက်လုံးညာရုပ်ကလူတက်နေတယ်ဆိုတာကိုသတိထားမိခဲ့ကြပြီးဒါကိုလည်းအတီးပြုတ်နိုင်အောင်ဘီက တော့တန်ကိုထပ်လှည့်ကြည့်ဖို့ပြောပါတယ်။ဟဲကတော့နောက်ဘသူဖြစ်မဲဆိုတာကြုံမသိနိုင်တာကြောင့်မလောက်ချင်ကြောင်ပြောခဲ့ပေမဲ့ဘီကအကယ်၍သူတို့နှစ်ယောက်ထဲကတယောက်သေးရင်တော့ဟန်ဆောင်ဝမ်းနဲ့နေမှာမဟုတ်ဘူးလို့ပြောတာကြောင့်ဟဲလည်းတော့တန်ကိုလှည့်ကြည့်ဖို့သဘောတူလိုက်ပါတယ်။ မနေ့ရောက်တော့ဦးလေးဖြစ်သူကမြင်းရိုင်း68ကောင်နင်းနာခံလိုက်ရလို့အတုပဖြစ်သွားခဲ့ပါတယ်။အလောင်းကလည်း cherry ပိုင်မုံကိုတန်းတင်းထားသလိုပဲမုံမုံညံ့ညက်ဖြစ်ပြီးမနေ့မြို့ချင်းစရာကြီးပါ။မြာယောက်ကမကောင်းတာတွေပဲဖြစ်လာတယ်ဆိုတာသိသွားပြီးတဲ့နောက်မှာတော့သူတို့ညီကိုနှစ်ယောက်ဟာအယုတ်ကိုတန်ကျိုးခတ်သိမ်းပြီးရေရင်းနဲ့ပစ်ချလိုက်ကြပါတယ်။ အဲ့အချိန်ကလေးကမြရွတ်ကလည်းပြန်ပေါ်မလာတော့ဘဲနောက်ထပ်25နှစ်အကြာမှာတော့ Hero ရဲ့ Andy Idol တယောက်အိတ်နေရင်အတန်ကြားလို့မြေအောက်ခံတဲ့ကိုစင်ကြည့်ခဲ့ပါတယ်။ဘာမှမတွေ့လို့ပြန်တက်မယ်ကြံတော့လှေကားကြိုးပြီးတင်းထားတဲ့ငါးမြချိတ်တွေကမျက်နာမှာစိုက်ကုန်ပါတယ်။ငါးမြချိတ်တွေကိုဖယ်ပြီးမျက်နာကဒံရွေကိုအရက်ပြန်နဲ့စေးနေတော့ gas နှမ်းရတာကြောင့်မီးဖို့ကိုသွားနှမ်းကြည့်လိုက်တာ gas ကစိတ်နေတော့တကောင်းလုံးမီးဆွဲသွားပါတော့တယ်။ ကြောက်ကြောက်နဲ့အကူညီတောင်းဖို့အိမ်မြင်ကိုပြေးထွက်လာရင်အိမ်ရှိကဆိုင်းပုတ်ချွန်တဲ့ခေါင်းနဲ့ဆိုင်မိပြီးအသက်ပြောက်သွားခဲ့ပါတယ်။သူတို့ညီကိုတွေကလည်းအရွယ်ရောက်ကုန်ကြပြီဖြစ်ပြီးဟဲကတော့အိမ်ထောင်ကြပြီးသားလေးတယောက်တောင်ရှိလို့နေပါတယ်။ဘီနဲ့ကလည်းအဆက်အသွယ်ပြတ်သွား10နှစ်ကျော်လောက်ရှိသွားပါပြီ။တစ်ချိန်ချိန်မြောင်းရုပ်ပြန်ပေါ်လာပြီးနီးစပ်သူတွေကိုဒုက္ခပေးမှဆိုတာကြောင့်ဟဲကမိသားစုနဲ့ဝေးရအပေါင်းအသင်းနဲ့ဝေးရမှာပဲနေခဲ့ပါတယ်။ ။အဲ့ဒီအချက်ကြောင့်မိမနဲ့ကွဲပြီးသားလေးပီတိကိုလည်းတနှစ်ပတ်လုံးမှတရက်သာတွေ့ခွင့်ရခဲ့ပါတယ်။ဟဲကသူ့သားနဲ့တွေ့ရမယ့်ရက်မှာတတိကိုခွင့်တောင်းပြီးဆော့ဆော့ပြန်လာခဲ့ပါတယ်။မိမကနောက်ယောက်ျားနဲ့ပေါင်းပြီးနောက်ယောက်ျားကသူ့ရဲ့သားလေးကိုတရားဝင်မွေးစားခွင့်ယူလိုက်ပါတယ်။ဟဲကလည်းသားဖြစ်သူနဲ့ဒီတစ်ပတ်လုံးတွေ့ခွင့်ပေးပြီးနောက်ထပ်ဘယ်တော့မှထပ်မတွေ့တော့ဘူးပြောလာခဲ့ပါတယ်။တစ်ဖက်မှာတော့တေးလီဂျဘိုးလေးရီကီကအဟောင်းစေးတန်းမှာထူးဆန်းတဲ့မျိုးရုပ်ကိုတွေ့ပြီးအင်ကိုယူလာခဲ့ပါတယ်။ ဟဲကတော့တားဖြစ်သူနဲ့ခီးထွက်ရင်မိုတယ်တစ်ခုမှဝင်တဲခဲ့ပါဗျ။အရင်ညမှာပဲမြောက်ရုတ်ကပြန်ပေါ်လာပြီးသူ့ကိုဓာတ်နဲ့အပိုင်းပိုင်းခုန်နေတယ်လို့ဟဲကအိမ်မက်မက်ခဲ့ပါဗျ။ပြန်အိတ်ဖို့လုပ်နေတော့အချိန်မရှိအခါမရှိဖုန်းစိမ်းဝင်လာတာကြောင့်ကိုင်းလိုက်တော့ပြီးဖြစ်နေပါဗျ။မတွေ့တာကြာလာပြီဖြစ်လို့သူ့ဖုန်းနံပါတ်ကိုဘယ်ကရရတာလဲလို့မင်းရင်သူ့သားမကြအောင် အပြင်ဘက်ကိုထွက်လာလိုက်ပါတယ် ပြီးကရဲတွေကပေးတာလို့ပြောပြီးတဆက်ထဲမှာပဲသူတို့ anti idol ဆုံးပြီဆိုတာကိုပြောပြခဲ့ပါတယ်။ဟဲကတော့ဒီတိုင်းအသက်ကြီးလို့တည်တာလို့ထင်နေပေမဲ့ပြီးကတော့သူတို့ anti ကကြောက်စရာအဖြစ်ဆိုးနဲ့ဆုံးသွားတာလို့ရဲမေလီကပြောတယ်။အဲဒါကြောင့် anti idol အိမ်မှာမျိုးရုပ်ရှိမရှိသွားကြည့်လို့ပြောပါတယ်။ဟဲကတော့မြောက်ရုပ်ကရေတွင်းအောက်မှာပဲရှိမှာ ပေါ့လို့ပြောပေမဲ့ဘီကမြောက်ရုပ်ကနေရာပြောင်းနိုင်တာလဲသိရတာနဲ့ဘီကပီတီကိုပါခေါ်ပြီးတွားကြည့်ခိုင်းနေတာကြောင့်ဟဲလည်းအရုပ်ကိုတွေ့ရင်မလုပ်ရမှာလဲ လေရင်ပေါ်တင်ပေးလိုက်ရမှာလားလို့စိတ်တူပြီးပြန်ပြောလိုက်ပါတယ်။ပြီးကတော့အယုတ်ကိုဟဲရဲ့မျက်စိအောက်မှာပဲထားပြီးဘသူမှတံပတ်ကိုထပ်မလဲအောင်စောင့်ကြည့်ရမယ်လို့ပြောပြီးဖုန်းချသွားပါတယ်။ဟဲလည်းစိတ်တူပြီးဖုန်းချလိုက်တဲ့အချိန်အပေါ်ကလေဘူးထုတ်ဆက်ကမူလီပြုတ်ပြီးအောက်ကိုထွက်ကြလာပါတယ်။အောက်ရောက်တော့ရှော့ဖြစ်ပြီးရေပိုက်ကနေတဆင့်ရေကူးကန်ထဲကိုလျှက်စစ်တွေစီးကုန်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ကရေကူးဖို့ဟန်ပြနေခဲ့ပါတယ်။ ဟဲကအမျိုးသမီးကိုလှမ်းတားလိုက်ပေမဲ့အမျိုးသမီးကကန်ထဲကိုခုံချလိုက်တာကြောင့် short တက်ခံရတလို့ဖြစ်ပြီးဒီကိုလုံးပေါက်ထွက်သွားခဲ့ကဟဲစီကိုအသားစာတွေလွင့်ပြန်လာပါတယ်။သူနာကသူတွေတေဆုံးပုံကထူးဆန်းလာတာကြောင့်ဟဲလဲမိုးလင်းတာနဲ့ PT ကိုခေါ်ပြီး anti-idol အိမ်ကိုသွားခဲ့ပါတယ်။အိမ်ကအယောင်ဆိုင်ပုတ်တင်ထားပြီးပွဲစားအမျိုးသမီးကသူတို့ကိုလာကြိုးခဲ့ကအိမ်ကိုလိုက်ပြပါဗျ ပွဲစားအမျိုးသမီးကဒီအင်ကိုဝယ်ခဲ့သည်မလူတွေကပြောင်းလာပြီးမကြခင်မှာပဲအဖြစ်ဆိုးတွေနဲ့ကြုံတွေ့ခဲ့ရပြီးတယောက်ပြီးတယောက်ဒေဆုံးသွားခဲ့ကြတယ်လို့ဟဲကိုပြောပြခဲ့ပါတယ်။အမျိုးသမီးကစကကြောရှည်နေတာကြောင့်ဟဲလဲစကားဖြတ်ပြီးသူ့ဘီရိုထဲကိုတစ်ချက်လောက်ကြည့်ချင်းကြောင်းဖြတ်ပြောလိုက်ပါတယ်။ PT ကတော့အောက်ထပ်မှာပဲပစ္စည်းတွေရှောက်ကြည့်နေခဲ့ပြီးအမျိုးသမီးနဲ့ဟဲကတော့အပေါ်ထပ်ကဘီရိုရှိရာစီကိုသွားခဲ့ကြပါတယ်။ ဗီဒီယိုတကားကဖွင့်မရဖြစ်နေခဲ့ပြီးဟဲကလည်းစိတ်ထဲမတက်လာတာကြောင့်အောက်ထပ်ကိုပဲပြန်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကတကားကိုအတင်းဖွင့်ခဲ့တာကြောင့်အထဲမှာထောင်ထားတဲ့တနက်ကလဲသွားပြီးအမျိုးသမီးကိုပြင်မိခဲ့ပါတယ်။အမျိုးသမီးလည်းအစိမ့်စိမ့်အမွားမွားဖြစ်သွားပြီးကိစ္စတုံ့သွားပြန်ပါတယ်။ဒီကိစ္စကြောင့်ရဲတွေပါရောက်လာပြီးဟဲကိုမျက်မြင်သက်သေအနေနဲ့ဒီမျိုးကနေထွက်မသွားဖို့ပြောပါတယ်။ ရဲမေကဟဲကိုဒီအိမ်မှာပဲနေခိုင်းခြင်းပဲမဲ့ဒီအိမ်မှာကအခြေအနေတွေဆိုးတာကြောင့်အနီးသားကမိုဒယ်တစ်ခုမှငားနေဖို့ပြောပါတယ်။ PC ကဖုန်းထောက်ဝင်လာတော့ဟဲကမြောက်ရုပ်ကဒီမှာမရှိကြောင်းနဲ့အနီးအိုင်ဒါကကိုတောင်ကိုရှင်းပြီးရောင်းလိုက်တာကြောင့်ဘသူနဲ့မဆိုတနေရရာမှာရှိနေနိုင်ကြောင်းပြောခဲ့ပါတယ်။ ဒီမျိုးတွေကလူတွေသိနေတာဟာပုံမှန်မဟုတ်ဘူး။ရဲတွေကလည်းသူ့ကိုထတ်သွားခွင့်မပေးဘူးလို့ဟဲကပြောတာကြောင့်ဘီကမိုတယ်ကိုသွားပြီးရင် သူ့အချက်ပြတာကိုစောင်းလို့ပြောပြီးဖုန်းချသွားပါတယ်။ဟဲလည်းဖုန်းနံပါတ်တွေရေးထားတဲ့စာအုပ်ကနေ Mr. Monkey ဆိုတဲ့နံပါတ်ကိုတွေးလို့စက်ကြည့်လိုက်တော့ဒီဖုန်းကကျင်ညာအတွက်ဆက်ထားဆိုရင်မြောက်ရောက်ရှာတဲ့တာဝန်ပြီးဆုံးသွားပါပြီဆိုတော့သူ့အကိုရဲ့ message စကားတန်ကိုကြားလိုက်ရတာကြောင့်ဟဲတယောက်သူ့အကိုတစ်ချိန်လုံးမြောက်ရုပ်ကိုလှည့်နေခဲ့တာပဲဆိုတာသိသွားခဲ့ပါတယ်။ ပြီးကအမေတည်သွားပြီးကလေးကစိတ်ထင်ရရနေခဲ့တာပါသူကိုဟဲကမြောက်ရုံနဲ့တတ်ဖို့ကြိုးစားခဲ့ရင်အမေဖြစ်သူတည်ရတာကိုသိသွားပြီးကလေးကသူကမြောက်ရုံကိုရေတွင်းထဲမှာပြန်သွားရှာခဲ့ပါတယ်ဒါပေမဲ့တော်တန်ကိုပဲရှာတွေ့ခဲ့ပြီးမြောက်ရုံကိုတော့မတွေ့ခဲ့ပါဘူးအနေနဲ့အလားလားရှာဖွေခဲ့ပေမဲ့ထူးခြားမလာသေးတာကြောင့်ဘီတယောက်စိတ်ပြတ်နေခဲ့ပါဗျ။တည့်ရက်သူစားတောက်ဆိုင်မှာထိုင်စားနေတော့ဟင်းပွဲတဲကနေအယုတ်ပုံးပေါ်ကတိချင်းရင်ဖွင့်ကြီးဆိုတဲ့စာရွက်လေးကပါလာခဲ့ပါဗျ။ အရင်နောက်ပိုင်းမှာလဲသူပဲသွားသွားမြောက်ရုပ်ကိုပဲစက်တိုက်မြင်နေခဲ့ပြီးပြီးကတော့သူညီကိုလက်စားချေဖို့မြောက်ရုပ်ကကူညီမယ်ဆိုတာကိုယုံကြည်နေခဲ့ပါတယ်။သူမျှော်လင့်ထားသလိုပဲဒီနေ့မှမြောက်ရုပ်ကပြန်ပေါ်လာခဲ့ပါတယ်။မြောက်ရုပ်ကိုတွေ့သွားပြီးကလေးကဘီကအစင်သင်းဖြစ်အောင်ဇာပနာဝတ်စုံကိုအမြဲဝတ်ဆင်ပြီးသူညီကိုလက်စားချေဖို့စောင့်နေခဲ့ပါတယ်။တစ်ဖက်မှာတော့မြောက်ရုပ်ကိုရောင်းခဲ့တဲ့ရီကီကဘီကိုပတ်စံပြန်ပေးမယ်။မြောက်ရုပ်ပြန်ပေးဆိုပြီးပြန်လာတောင်းပါတယ်။ ရီကီကအဲ့ဒီမြောက်ရုပ်ကိုမြင်ရင်သူ့အဖေကိုသတိရမိတဲ့အကြောင်းပြောပြပြီး BC ကပြန်တောင်းပေမဲ့ B ကတော့မပေးနိုင်ကြောင်းပြက်ပြက်တတပဲညှင်းလွတ်လိုက်ပါတယ်။ရီကီကဒေါသထွက်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။တူပထွေးစီကတနက်ကိုတောင်းပြီးသူ့အဖေရဲ့ရဲဝတ်ဆောင်အဟောင်းကိုဝစ်ကဟဲရိုစီကိုရဲရောင်ဆောင်ပြီးလာခဲ့ပါတယ်။ ရီကီကဟဲနဲ့ပီတီတို့ကိုတနက်နဲ့ချင်းချောက်ပြီးတနေရရာကိုခေါ်လာခဲ့ပါတယ်။ဟဲကဒါဗနေရလဲလို့မေးတာကြောင့်ရီကီကကြောင်နေပြီးဒါခမားရဲ့အမွာအကိုအိမ်လေးလို့ပြောပြလိုက်ပါတယ်။ရီကီကသူအနေရဝတ်စုံဝတ်ထားပြီးဘုံကင်ထားတဲ့မြောက်ရုပ်ကိုလိုချင်တယ်။အဲဒါကြောင့်ပီတီကိုခွေးတိုးပေါက်ကနေဝင်ပြီးခိုးလာခိုင်းပါတယ်။ ဟဲကသူ့ကိုပါလိုက်ခွင့်ပေးဖို့ပြောပေမဲ့ရီကီကလက်မခံတာကြောင့်ဟဲလဲဘာမှမသိသေးတဲ့တားဖြစ်သူကိုမြောက်ရွာကတော်တန်ကိုဘာအကြောင်းကြောင့်နဲ့မှမလဲဖို့မှားလိုက်ပါတယ်။ PT ကတော့ခွေးတိုးပောက်ကနေအိမ်ထဲကိုခိုးဝင်လာခဲ့ပြီးရှောက်လန်းမှာဆင်ထားတဲ့ထောင်ချောက်ကနေတီတီလေးလွတ်သွားပါတယ်။တချက်မာတာနဲ့အသက်ပြောင်းမဲ့ထောင်ချောက်တွေရှိနေတာကြောင့် PT လည်းသတိထားပြီးအိမ်ထဲကိုဝင်သွားရင်းဦးလေးဖြစ်သူနဲ့တွေ့ခဲ့ရပါတယ်။ PT ရောက်လာတာနဲ့ဘီကဒီအယုတ်ကသူ့အကြိုက်ဆုံးအယုတ်ပဲ မင်းအဖိုးပေးခဲ့တာတော်တန်လှဲတာကရှယ်ဘုံမျိုးနယ်ကယောက်ျားလေးတွေရဲ့မျိုးရိုးစင်ဆက်လှုပ်လာတဲ့ရိုးရပဲအဲဒါကြောင့်ရှယ်ဘုံမျိုးဆက်ဖြစ်တဲ့ PT ကိုလည်းတော်တန်လှဲဖို့ဘီကပြောပါတယ် PT လည်းဘီရဲ့ယုံနှန်းစကားတွေကြောင့်အဖေမာရာကိုမေ့ပြီးတော်တန်ကိုလှဲလိုက်မိပါတယ်တကယ်တော့မြောက်ရုပ်ကိုဘီကိုယ်တိုင်က လှဲမရခဲ့တာပါအဲဒါကြောင့် PT ကိုအုံချပြီးဟဲကိုတတ်ဖို့စူးစမ်းနေခဲ့တာပါ PT ကတော်တန်ကိုလှဲမှပဲမြောက်ရုပ်ကပုံထတီးခဲ့ပါတယ် တဖက်မှာလည်းရီကီကခေါင်းရလို့ကုတ်ရင်ဘတော်တဆကားထဲမှာတနက်ပြစ်မိသွားတာကြောင့်ကားမှန်ပေါက်သွားခဲ့ပါတယ်။ကားမှန်ပေါက်ပြီးရှေ့ကပြောင်းအောင်ကိုပါထိသွားတာကြောင့်ပြောင်းအောင်ကြီးကမှန်ပေါက်ကနေတဆင့်ရီကီပစက်ထဲကိုဝင်သွားပါတယ်။ပြားတွေကရီကီပစက်ထဲကိုဝင်ပြီးမျက်နှာကနေပြန်ဖောက်ထွက်လာတာကြောင့်ရီကီလည်းအသက်ပြောက်သွားပါတယ်။ဟဲလေခွေးတို့ဘကနေအိမ်ထဲဝင်မှုစူးစမ်းနေခဲ့ပြီးပီတီကိုအော်ခေါ်နေပါတယ်။ ဟဲ့အတန်ကိုကြားတော့ဘီကတော့တန်ကိုထက်လဲဖို့ပြောပေမဲ့ PT ကငင်းတာကြောင့်ဘီက PT ကိုရိုက်လိုက်ပါတယ်။ PT လည်းအပြင်ကိုပြေးထွက်သွားပြီးခွေးတိုးဘကနေဝင်ဖို့ကြိုးစားနေတဲ့ဟဲကိုတွေ့လို့တကားဖွင့်ပေးလိုက်ပါတယ်။ဘီကတော့သူကိုယ်တိုင်မြောက်ကိုအမိန်ပေးပြီးဘုံတီးလာအောင်မြောက်ရဲ့လက်ကိုအတင်းအောက်ကိုဆွဲချနေခဲ့ပါတယ်။မြောက်ရွက်ကတင်းခံနေတာကြောင့်ဘီတယောက်အရှင်လုံးပြီးလဲကျသွားပါတယ်။ဘီလဲကျသွားကမှမြောက်ရွက်ကပုံကိုအဆက်မပြတ်တီးပါတော့တယ်။ အဲ့ဒီအချိန်မှာပဲလူတွေရဲ့အဟစ်တန်းကိုကြားလိုက်ရတာကြောင့်နေရံပေါက်ကနေအပြင်ကိုကြီးလိုက်တဲ့အခါပောက်ကွဲမှုကြီးတစ်ခုကိုမြင်တွေ့လာရပါတယ်။မြောက်ကဘုံကိုတစ်ချက်ပြီးတစ်ချက်တီးလိုက်တာနဲ့ခေါင်းမိုးပေါက်ပြီးအလောင်းတွေကလည်းတလောင်ပြီးတလောင်ကျလာပါတော့တယ်။ဟဲလေရောက်လာခဲ့ပြီးမြောက်ရုပ်ကိုမြင်တော့ဘီဂိုဒေါသထွက်ပြီးမင်းကကိုတတ်ချင်နေတာမလား။ဘာလို့လဲလို့မေးလိုက်ပါတယ်။ဘီကတော့သူ့အမေကိုတတ်ခဲ့တာကြောင့်လို့ပြန်ဖြေပါတယ်။ ဟဲလေဒါကသူ့အပြစ်မဟုတ်တယ်လို့ဘသူအပြစ်မလဲမဟုတ်ဘူးဒါရီဖြစ်လာတဲ့အချိန်မှာသူတို့ကကွက်တီရှိနေမိကြတာသူကငါ့မေဆိုလဲဟုတ်ပါတယ်အရင်အတွက်ကြောင့်သူလဲစိတ်မကောင်းဖြစ်ရတယ်လို့ပြောပြပါဗျ။ဘီလဲဟုတ်သားပဲသူအဲ့ဒါကိုတခါမှမတွေးခဲမိဘူးလို့ပြောပါတယ်။ဟဲကလည်းကလေးဘွားကလေးကသူတို့တယောက်ကိုတယောက်ရှိပေးခဲ့ကြရင်ကောင်းတာအခုတော့ဒီလိုအခြေအနေတွေဖြစ်လာရတယ်လို့ပြောပြီးနှစ်ယောက်စလုံးနောင်တရနေခဲ့ကြပါဗျ။ ဒူလုံနဲ့သူတို့ညီကိုနှစ်ယောက်ပြေးလည်သွားခဲ့ကြပြီးဘီကဟဲကိုတားဖြစ်သူနဲ့ခီးထွက်လာကြတာလားသူလည်းအဲ့ဒီလိုလှုပ်ချင်ခဲ့တာတရားရောင်းနဲ့ဖြစ်ဖြစ်ပေါ်လို့ပြောတာကြောင့်ဟဲကသူတို့နဲ့အတူလိုက်ခဲ့ဖို့ခေါ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမြောက်ရုပ်ရဲ့လက်ကအောက်ကိုပြန်ကြပြီးဘုံကိုနောက်တစ်ချက်တီးလိုက်တာကြောင့်ဟဲကသူတို့တွေကတယောက်တရားတော့မယ်ဆိုတာကိုသိသွားခဲ့ပါတယ်မကြပါဘူးပီစင်ထားတဲ့အမြောက်ဆန်ထောင်ချောက်ကပြီးကိုလာမှန်ခဲ့ပြီးပြီးလဲနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားခဲ့ပါတယ် ဟဲနဲ့သူသားလည်းအိမ်ကနေထွက်လာကြပြီးမြို့ထဲကလူတဝက်လောက်ကမြောက်ရုပ်ကြောင့်တနေ့တည်းမှာပဲတိတ်ဆုံးခဲ့ရတာကို PT ကစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။မြောက်ရုပ်ကိုလည်းဘာဆက်လုပ်ရမလဲလို့ဟဲကိုမေးတော့ဟဲကသူတို့အနားမှာပဲထားထားပြီးထိမ့်သိမ်းထားမယ်လို့ပြန်ပြောလိုက်ပါတယ်။မိပွိုင်းမိလို့ကားရထားတော့မြင်းစည်းလာတဲ့ဝိညာဉ်တကောင်ကိုသူတို့တွေးခဲ့ရပြီးဟဲကလူတိုင်းတနေ့တေးရမယ်ဆိုတဲ့အမေရဲ့စကားတွေကိုပြန်တွေးမိသွားပါတယ်။ အဲ့ဒါကြောင့်ဖြစ်လာမဲ့အရာတွေကိုတွေးကြောက်မနေတော့ပဲဘဝကိုပျော်ပျော်နေဖို့ပဲဆုံးဖြတ်ခဲ့ရင်ဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါဗျ။